ကျိန်30မြောက်တာမန်တည်င်းဘတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လုကာအေယုန်ဂလိချံအခန်းကြီး73အခန်းငယ်22မှ30ကိုရောဒီဂျေရုဇလင်မြို့သို့ခရီးဆက်စဉ်လမ်း၌မြို့ရွာများကို ဖြတ်သွားလျက်ဟောပြောတုံတင်တော်မူ၏ထိုအချိန်တွင်တစုံတစ်ယောက်ကသခင်ဖျားကယ်တင်ခြင်းခံရမည်သူတို့သည်နေကြပါသလိုမေးလျှောက်လင်ကိုရောကသူတို့အားမိန့်တော်မူသည်ကား ကျင်းမြောင်းသောတကားမှဝင်ရန်ကြိုးစားကြလော့အကြောင်းမူကားတင်းတို့ဟာငါဆိုသည်မှများစွာသောလူတို့သည်ဝင်ရန်ကြိုးစားကြတော်လဲမဝင်နိုင်ကြအရှင်သည်ထ၍တကားကိုပိတ်လိုက်ပြီးသောအခါတင်းတို့သည် အပြင်၌ရက်ကြလျက်တကားကိုခောက်၍သခင်ကျွန်ုပ်တို့အားတကားဖွင့်ပေးပါဟုတောင်းလျှောက်ကြတော်လဲသူကတင်းတို့မြည်သည့်အရက်ကလာသည်ကိုငါမသိဟု ပြန်ဖြေလိုက်မည်ထိုအခါတင်းတို့က ျွန်ုပ်တို့သည်ကိုရောနှင့်အတူစားတော့ခဲ့ကြပါပြီ ကိုရောသည်ကျွန်ုပ်တို့၏လမ်းများပေါ်တွင်တုံသင်ခဲ့ပါသည်ဟုဆိုကြလိမ့်မည်သို့တော်သူကဘယ်လိုမြည်သည့်အရာမှလာသည်ကိုငါမသိမကောင်းမှုကို ပြုသောသူအပေါင်းတို့ငါထံမှထွက်သွားကြလော့ဟုပြောလိမ့်မည်ထိုအခါသင်တို့သည်အာဗြဟံဣဇက်ယာကုပ်မှစ၍ပရောဖက်အပေါင်းတို့ကိုဖျားသခင်နိုင်ငံတော်တွင် မြင်ကြရပြီးသင်တို့မူကား အပြင်သို့နှင်ထုတ်ခြင်းခံကြရသဖြင့်ထိုနေရာ၌ငိုကြွေး၍အံကျိတ်ကြရလိမ့်မည်အရှိအနောက်တောင်မြောက်ရရတို့မှ လူတို့သည်လည်းလာကြ၍ဖျားသခင်နိုင်ငံတော်၌စပွဲတွင် ထိုင်ကြလိမ့်မည်ထိုအခါနောက်ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်ပထမဦးဆုံးသောသူတို့သည်လည်းနောက်ဆုံးဖြစ်ကြလိမ့်မည်ဟု မိန်တော်မူ၏ ်ယေရှုခရစ်တော်သခင်မုံမြတ်သောအေဝံဂေလိတရားတော်ပေဒီ The necessity of human cooperation လူသားဘက်ကပူပေါင်းပါဝင်ဖို့လိုအပ်ခြင်းဒီနေ့လူသားဘက်ကပူပေါင်းပါဝင်ဖို့လိုအပ်တဲ့ကတည်ငင်းရဖို့ဒီချက်ကိုတခင်သူ အတိအကျအခိုင်အမာရှင်းရှင်းလင်းလင်းပြောလာတာကိုတွေ့ရပါတယ်။ယုံကြည်သူတယောက်ရဲ့အသက်တာ ခရစ်ယာန်တူရဲ့အသက်တာဟာလုံးဝ မလွယ်ကူတဲ့တိုက်ပွဲတစ်ခုနဲ့နှိုင်းရှင်လို့ရလာအောင်ခက်ခဲကြမ်းတမ်းတဲ့ဘဝအခြေအနေမျိုးမကြာခဏရှိကြမှာလည်းဖြစ်ပါတယ်။ယုံကြည်ခြင်းရှိပြီးဆိုတဲ့တပြန်နဲ့ကြံတဲ့အရာတွေအကုန်လုံးအခြေအနေဖြစ်လာမယ်။ဘဝသာသာရရာ ရှိလိမ့်မယ်လို့ကျွန်တော်တို့မျှော်မှန်းထားလို့မရပါဘူး။ဖျားသခင်ဘက်ကလည်းပဲလူရဲ့အစပြုမှု မတိုင်ခင်ကလေးကသူ့ဘက်ကအစပြုပြီးအားလုံးရှိသမျှပေးခဲ့ပြီးကယ်တင်ခြင်းတို့ကလိုအပ်တဲ့ကျေးဇူးများအားလုံးအလုံးလောက်တုံလောင်ခဲ့ပြီး အဆုံးမှလည်းပဲအဆုံးသက်ကိုလည်းပဲသူပဲအဆုံးသက်ပေးခဲ့တယ်။ဖာဟာလည်းပဲဟုတ်ပါတယ်။ပထမကျမ်းမှာကြာတာဒါပဲဖြစ်ပါတယ်။ဝိညာဉ်တော်ကိုပေးခဲ့တယ်သူကိုယ်သူပေးခဲ့တယ်။ဆုတောင်းခြင်းအရာမှတော့မှမပြုတ်လုံနိုင်ဘူး။ဖျားသခင်နဲ့အဆက်အသွယ်ပြုခြင်းမှတော့မှချွင်းချွတ်တဲ့အားနဲ့ချက်ရှိတဲ့ပုံကိုယ်တွေကိုဖျားသခင်ဘက်ကနေလူထဲကိုဝင်ရောက်ပြီးလူဘက်ကအကောင်းဆုံးဖြစ်အောင်ပြန်လည်ပြုပြင်ပေးတာကိုတွေ့ရပါတယ်။အတိတ်ဘက်ကဒီလိုမျိုးအားလုံးအစင်နဲ့ ပြုလုပ်ပေးခဲ့တဲ့စီစဉ်ပေးခဲ့တဲ့မှန်တော်လည်းပဲလူဘက်ကပူပေါင်းပါဝင်မှုဟာမရှိမဖြစ်လိုအပ်ပါတယ်ရိုးရိုးတာမန်ပူပေါင်းပါဝင်မှုမဟုတ်ပါဘူးရုံကန်လှူရှားရတဲ့အာဂုံတုံးရတဲ့ဘဝတစ်လျှောက်လုံးပါဝင်ပူပေါင်းမှုမျိုးဖြစ်ပါတယ် narrow door ကျင်းမြောင်းတဲ့တကားဆိုပြီးစိန်လူကဖော်ပြထားပါတယ်စိန်မက်သျူးမာလိုခန်းကြီးခုနှစ်ခန်းငယ်73မှာတွေ့ရတယ်လို့ white gate narrow gate ဆိုပြီးရှင်တွဲပြထားတဲ့ပုံစံမျိုး look မှာမတွေ့ရပါဘူး narrow door ကျင်းမြောင်းတဲ့တကားတစ်ခုတည်းကိုသာအသားပေးပြီးဖော်ပြထားတယ်သူ့နဲ့ရှင်တွဲတဲ့ဖော်ပြထားချက်မျိုးမရှိပါဘူးဒီတကားပေါက်တစ်ပေါက်လည်းရှိတယ်ကျင်းမြောင်းတယ်ဆိုတဲ့အချက်ကိုအသားပေးဖော်ပြလို့တယ်ဘဝဟာဒီလိုပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာပြန်စဉ်းစားမယ်ဆိုရင်လည်းဖခင်ကျေးဇူးတော်အလုံးလောက်ပေးထားတာဖြစ်တယ်လို့ လူဘက်ကလည်းပဲမဖြစ်မနေကိုယ်ဆောင်အားရှိတဲ့မြတ်အကုန်သုံးကြမှာလည်းပဲဖြစ်ပါတယ်စင်လုံးအကြံစီမှန်တယ်မြတ်ဘဝတည်ရှိမှုတစ်ခုလုံးပုံကအသက်ရှင်နေထိုင်ကြမှာလည်းပဲဖြစ်ပါတယ်ဒါကြောင့် Augustine ကပြောခဲ့ပါတယ် God had created you without you but he cannot save you without you ဆိုပြီးပြောထားတာတွေ့ရပါတယ်ဖန်ဆင်းစဉ်တုန်းကကျွန်တော်တို့မပါပဲဖျားသခင်ဖန်ဆင်းနိုင်ခဲ့ပါတယ်သို့တော်ကဲ့တင်း ခြင်းကြတော့ကျွန်တော်တို့မပါပဲဖျားသခင်ကဲတင်လို့မရဘူးဆိုတဲ့အချက်ကိုအမြဲတည်းရကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လူသားရဲ့ပူပန်ပါဝင်မှုကိုကျွန်တော်တို့ရှော့မတွက်ကြဖို့ကျေးဇူးတော်ကြီးကိုပဲအမိပြုပြီးကိုယ့်ဘကပြင်းရည်တဲ့ပုံစံမျိုးတဒါလင်ကမတိုးမပွားပဲတဒါလင်ပဲရှိတဲ့ပုံစံမျိုးသခင်မလာသေးပါဘူးကွာဆိုပြီးနေခြင်းလိုနေတဲ့ပုံစံမျိုးလက်ခံနိုင်ကြအကြောင်းမရှိတာကိုလူကဆက်တိုက်ဖော်ပြထားတာကိုလည်းပဲတွေ့ရပါတယ်။ဒါကြောင့် လူသားဘက်ကပူပေါင်းပါဝင်မှုမျိုးရရောစွာ ပြုလုပ်နိုင်ဖို့အတွက်စုစည်းစုတော်ကိုပဲအမိပြုပါဆက်လက်ပြီးစူးစားပါဝင်တိုက်ပွဲဝင်နေကြမှာလည်းပဲဖြစ်ပါတော့တယ်။တပည့်တော်တို့ကိုကိုရောဤဝိညာဉ်တော်အားဖြင့်ခွန်အားနှင့်ပြေဝစေတော်မူပါ။